မင်္ဂလာပါညဒါလေးကတော့စပိန်လာလီဂါရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အစပန်ညိုအသင်းနဲ့အတလတီကိုမက်ဒရစ်အသင်းရဲ့ပွဲကြိုခံမှန်းချက်လေးပဲဖြစ်ပါတယ်။ International ပွဲစဉ်တွေကန်နာလာဖြစ်တဲ့အတွက်ကစားသမားအများအပြားပွဲပန်းတဲ့ပြဿနာကိုကြုံတွေ့နေရတာတော့ထဲသွင်းစဉ်းစားရမှာဖြစ်ပါတယ်။အမှတ်ပေးစရာအဆင့်ကွာချမှုရှိတဲ့အသင်းနှစ်သင်းတွေ့ဆုံတာဖြစ်တဲ့ဖြစ်ပေမဲ့ အတလတီကိုမက်ဒရစ်တင်ကအစပန်ယိုနဲ့တွေ့ဆုံတိုင်းမှာအနည်းငယ်ရုန်းကန်ရတယ်လို့ရှိပြီးတော့ထိတိုက်တွေ့ဆုံမှုတိုင်းမှာလည်းအများကြီးအားသာမှုရှိထားတယ်လို့ပြောလို့တော့မရပါဘူးနောက်ဆုံး၅ပွဲရလဒ်ကိုကြည့်မယ်ဆိုရင်တော့အစပန်ယိုအသင်းကတော့အနည်းငယ်ဂိုးရရှိမှုနှုံပိုများတယ်လို့ပြောရမှာပါဒါသမားစုဖွဲ့မှုအရန်กว่าချားတဲ့အသင်း၂သင်းမဟုတ်တာဖြစ်တဲ့အတွက်၂သင်းတွေ့ဆုံတိုင်းမှာပွဲကောင်းတစ်ပွဲ ဖြစ်တာများပါတယ်တယ်လတီကိုမက်ဒရစ်အသင်းကတော့နောက်ဆုံး၅ပွဲမှာ၂ပွဲသာအနိုင်ရရှိတာဖြစ်ပြီးတော့သူတွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေက big match တွေဖြစ်ပါတယ်။နောက်ဆုံးတွေ့ဆုံမှု၅ပွဲမှာတော့ပြက်ပြက်သားသားဂိုးပြက်တာမျိုးမရှိဘဲနဲ့တရီသို့မဟုတ်တလုံးတာနဲ့သာအနိုင်ရရှိတာကိုတွေ့ရပါတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၅ပွဲမှာလည်းနှစ်သင်းစလုံးက ကိုအများကြီးသွင်းထားတာကိုမတွေ့ရပါဘူး။ online ခံမှန်းမှုတွေကတော့ Atletico Madrid အသင်းကိုနိုင်ဖို့80ကျော်ရာခိုင်နှုန်းလောက်တည်ကြတယ်လို့ခံမှန်းထားပါဗါး။ဒါ့အပြင် International ပွဲစဉ်တွေကန်ထားတာရောနှစ်သင်းလုံးရဲ့တွေ့ဆုံမှုတွေရောအရာကြည့်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီပွဲကတရေဝဲတစ်ပွဲဖြစ်မယ်လို့လုံးဝခံမှန်းပါဗါး။ဂိုးလေးနဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့နှစ်သင်းတွေကတစ်သင်းကိုရွေးပါဆိုရင်တော့ကျွန်တော်ကတော့ Atletico ကတ်နိုင်မယ်လို့ခံမှန်းပါဗါး။အဲဒီကတော့ Espanyol အသင်းနဲ့ Atletico Madrid အသင်းရဲ့ ပွဲကြိုဂိုးခန့်မှန်းချက်လေးပဲဖြစ်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ။